ရဲစံတတိနဲ့ပြည်စုံတဲ့စစ်တီနီယာဟာတေဆုံးသွားပြီးနောက်ဖူပေါ်ကူကိုဆောက်ရှောက်ကြတဲ့တကိုးကြီးနှစ်စင်းနေဖြစ်သွားတဲ့အခါမော်ဆန်းပိုင်ဆိုင်ထားတဲ့ကိုရင်လေးဟာဂူဆောင်တက်ကိုပညာပြန်ချင်လာပြီးရဲ့နောက်အီယာမနတ်မွေကြီးကိုရင်ဆိုင်ရတဲ့အခါဘလို့ဆက်ဖြစ်မလဲဖူပေါ်ကူဟာအသေးပိတ်ခံထားရပြီးပြဿနာတွေကြီးထွားလာတဲ့အခါဇလန်းဟာဘလို့အဆုံးသတ်မလဲစရဲထိုင်းရာဆိုရင်ဖြစ်ရမယ့်ဇလန်းကို ကြီးစုကြရမယ်ထိုင်းနိုင်ငံလေးခရိုင်က ခွန်ပေါင်းနဲ့ညီတော်နန်းနန်းဖြစ်ပေါ်လာဖို့အကြောင်းကိုကျွန်တော်တို့ကြည့်ရှုလိုက်ကြပါရှေးခါတုန်းကရာဇဝင်ပြည့်အမှန်ဇလန်းတပွဲ KSS ပြောပြလာကြတဲ့ဇလန်းတစ်ခုကတော့နိုင်ထောင်ခဲနဲ့နိုင်ကယောက်လို့ခေါ်တဲ့ညီတော်နှစ်ဦးဟာအယုဒ္ဓယာကနေရွှေ့ပြောင်းပြီးဇုခိုထိုင်းဘက်ကို ရောက်ရှိလာခဲ့ကြတယ်ညီတော်နှစ်ဦးတို့ဟာဘရင်အမေစာရစစ်တိုက်ထွက်ရပြီးအကိုဖြစ်သူနိုင်ထောင်ခဲဟာစေဦးစီးချုပ်ဖြစ်ရပြီးညီဖြစ်သူနိုင်ခေါကတော့ကြီးကျက်သူရာတို့တည်တည်ရခဲ့ပါတယ် ညီနောင်တို့ဟာခေါင်မျိုးတွေကစစ်တီတွေနဲ့အချိန်ပေါင်းများစွာစစ်တရပြီးနောက်ဆုံးစစ်ပွဲမှာတော့ပစ်စနုလုတ်နယ်မှာတိုက်ပွဲဆင်နွှဲရပြီးအဲ့ဒီတိုက်ပွဲမှာပဲ9000ခန့်က အစိတ်တို့များပြစ်ခံရပြီးနေရာမှာတည်းသေဆုံးခဲ့တယ်။ညီဖြစ်သူနိုင်ကယောက်ကလည်းရာသူရဲ့ဓားကျင့်တွေပဲတိုက်ပွဲမှာနေရာတည်းသေဆုံးခဲ့ရတယ်။တိုက်ပွဲမှာသေဆုံးသွားခဲ့ကြတဲ့ညီနောင်နှစ်ဦးတို့ကလူဘဝအဆုံးသက်သွားခဲ့ကြပြီမေညီနောင်တို့ရဲ့ဝိညာဉ်ဟာအဝေးကိုလွင်မြောသွားပြီး တင့်တော်တဲ့လူပီကနဆိန်တို့ရဲ့ဘုံဌာနကို ရှာဖွေနေကြတယ်။ညီနောင်တို့ရဲ့ဝိညာဉ်ဟာဘော်ဘီပွန်းကူကိုရောက်ရှိသွားပြီး၎င်းရဲ့ကူကဘော်ဘီပွန်းတောင်ထဲမှာတည်ရှိတဲ့ဂူကြီးတစ်ခုလည်းဖြစ်တယ်။ညီနောင်တို့ဟာထူးဆန်းစွာနဲ့ပဲကူထဲမှာမရေမတွက်နိုင်တဲ့ယရနာတိုက်တွေကို တွေ့ရှိသွားပြီးဒီယရနာတိုက်တွေကိုဆောက်ရှောက်တဲ့နေတွေဖြစ်နေနေထိုင်ခဲ့ကြတယ်။အိုင်းနာမှာတော့နှစ်ပေါင်းများစွာကြာမြင့်လာပြီးဒီနေ့မှာတော့ဒီကူတဲကိုမျက်စိလဲလမ်းမရောက်လာတဲ့ လူရယောက်ျားတို့ကရောက်ရှိလာခဲ့ပါတယ်။ဒီလူရယောက်ျားဟာမြပြလှတဲ့ရတနာတိုက်ကို တွေ့ရှိသွားပြီးလူကျင်နာအကြောင်းပဲဆောက်ရှောက်တဲ့နှက်တွေကိုတိုက်တဲတောင်းဆိုခဲ့တယ်။ဂူကိုဆောက်ရှောက်နေတဲ့နှက်ညင်တော်တို့ကပေးချင်စိတ်သိမရှိတာကြောင့်၎င်းလူရယောက်ျားကိုရတနာတွေကိုယူခွင့်ပြုမယ်ဆိုပေမဲ့အဝေးပလာနဲ့ဆွေချိုးလက်စွပ်ရတဲ့ရတနာတွေကိုရသလောက်ယူဆောင်နိုင်တယ်လို့ပြောလိုက်တယ်။ ဘလောက်ပဲအရှိရမယ့်အဖြစ်ဆိုပေမဲ့လူရဲ့ယောက်ျားအဝိပလာချွတ်ကမရှက်မကြောက်တော့ပဲဇရနာတွေကိုနိုင်တလောက်ယူဆောင်ခဲ့တယ်။အိုင်းနောက်မှာတော့လူရဲ့ယောက်ျားကအဝိပလာနဲ့ရွှေငွေဇရနာဝစ်စင်တဲဆောင်ပြီးဂူထဲကနေထွက်လာခဲ့တယ်။ရွာထဲကိုရောက်တဲ့အခါမှာတော့ရွာသူရွာသားအပေါင်းတို့ကထူးဆန်းစွာနေပြီးအဝိပလာနဲ့တကူတုံးရွှေငွေဇရနာတွေစင်မြဲထားတဲ့လူရဲ့ယောက်ျားကိုထူးဆန်းအံ့ဩစွာနေပြီးဝိုင်းကြည့်နေခဲ့ကြတယ်။ လူရဲ့ယောက်ျားကယရနာတွေတေရာကိုမြင်တွေ့တဲ့ရွာလူရသားပေါင်းတို့ကလည်းသူတို့ရဲ့ယရနာတွေကိုတွားယူခြင်းနာကြောင့်လူရဲ့ယောက်ျားကိုလမ်းကြောင်းမေးကအသေးသေးကုထဲကိုတွားခဲ့ကြတယ်။ရွာသူရသားတွေကလည်းလူရဲ့ယောက်ျားနီးတူပဲဂူဆောင်နှက်ကိုတိုင်တယ်လိုက်ပြီးရွာသားယောက်ျားမိမအပေါင်းတို့ကလည်းဝိပလာကိုစီချွတ်ကမရှက်မကြောက်ကြပဲရွှေငွေရတနာတွေကိုတင်ဆောင်ခဲ့ကြတယ်။ဒါကြောင့်မေရွာသားတို့ဟာဂူဆောင်တဲ့တို့ကိုယိုသေးကာရဝမှုရှိကြပြီ ရွာသူရွာသားတို့ကလည်းနေစဉ်နဲ့အမျှဂူကြီးတွေကရတနာတွေကိုအဝိပလာချုပ်ကအခက်ခဲမရှိသေးဆောင်ခဲ့ကြတယ်။တနေ့မှာတော့တကိုးဆွမ်းရှိတဲ့ကိုရင်လေးတစ်ပါးဟာဂူထဲကို ရောက်ရှိလာပြီးအများသူကလိုရွှေငွေရတနာတွေကို လာတည်ယူတာမဟုတ်ဘဲဂူဆောင်နဲ့တင်တဲ့ပညာပြိုင်မှုတွေရရှိခဲ့ခြင်းဖြစ်တယ်။ကိုရင်လေးဟာမှော်တကိုးစတင်လိုက်ပြီးဂူဆောင်နဲ့တို့ရဲ့ကိုပါနတ်မွေဖြူတကောင်ကြီးနဲ့စတင်တိုက်ခိုက်ခဲ့တယ်။နှစ်ဖက်စလုံးပြန်ဆန်မှုကြီးကပြင်းထန်ပြီး ဂူတခုလုံးမြေဟင်းတုန်လှုပ်စေခဲ့တယ်။နောက်ဆုံးမှာတော့ဂူဇောင်းနဲ့တို့ဟာဂူအတွင်းမှာကြောက်ဆောင်ကြောက်တန်းတွေကိုအောက်ကြောင်ဖန်တီးလိုက်ပြီးဒီကြောက်ဆောင်ကြီးတွေကဂူအဝကိုပေးဆွဲလိုက်ပါတယ်။ဒီလိုလုံးဆောင်တာဟာအထင်းကတကိုးရှင်ကိုရင်ကိုဂူပြင်ဘက်ကိုထွက်လို့မရအောင်ဖန်တီးလိုက်တာဖြစ်ပါတယ်။ဒါမဲ့အချို့သောဂူတွေကယန္တနာတွေကိုယူဆောင်နေခဲ့တဲ့ရွာသားတွေကလည်းကြောက်ဆောင်တွေရဲ့ပေးဆွဲမှုကြောင့်ဂူပြင်ကိုထွက်လို့မရဘဲပိတ်မိနေပြီးနောက်ဆုံးမှာတော့အသက်ရှူချက်က တယောက်ပြီးတယောက်တည်ဆုံးသွားခဲ့ကြတယ်။ဂူတွင်ကအော်တန်တွေကိုကြားတဲ့အပြင်ကရွာသူရွာသားတွေကလည်းဂူတွေကရွာသားတွေကိုကယ်တင်ဖို့ပေါတူ တွင်းများတွေနဲ့ကြောက်ဆောင်တွေကိုထုခွဲနေခဲ့ကြပါမယ်။ဂူရှိမှာပိတ်နေတဲ့ကြောက်ဆောင်တွေကိုအနည်းငယ်မှထုခွဲနိုင်ခြင်းမရှိခဲ့ပါဘူး။အဲ့ဒီအချိန်ကနေစပြီးဂူရှိကြောက်ဆောင်တွေမှာတွင်းရာတွေကယနေ့တိုင်မြင်တွေ့နေခဲ့ကြတာဖြစ်ပါတယ်။တစ်ဖက်မှာတော့ကိုရင်လေးကလည်းဂူထဲမှာပိတ်မိနေတဲ့ တံပံထွားချိုင်းတဲ့ခန္ဓာကိုယ်ကြောင့်အသက်အန္တရာယ်မထိခဲ့ပေမှောင်မိုက်နေတဲ့ကူထဲမှာအခက်ခဲမရှိအသက်ရှင်နိုင်ခဲ့တယ်။ကိုရင်လေးဟာမိမိကိုယ်ကိုသုံးသပ်လိုက်ပြီးဂူဆောင်နဲ့တွေ့ရဲ့နတ်မွေဖြူကြီးတကိုးနဲ့မရှင်နိုင်တော့တာကြောင့်ပညာပြိုင်နာတော်ကိုရက်ကဂူပြင်းထွက်နိုင်အောင်ကြိုးစားနေခဲ့တယ်။ကိုရင်ဟာအမှောင်ထဲမှာနေရင်အထောက်အကူဖြစ်ဖို့အတွက်ဂျင်းတို့တချောင်းကောက်ယူပြီးရှောက်သွားနေရင်ဂူရဲ့အနက်ဆိုင်စုပ်ကိုရောက်ရှိသွားခဲ့တယ်။ နောက်တနေ့မှာတော့ကိုရင်ကမိမိရရှိနေတဲ့နေရာရဲ့အထက်မှာနွားအော်တန်နဲ့တူမြက်တွေကိုကင်စားနေတဲ့အတန်ကြားနေရတာကြောင့်ရှင်သမ ्या အင်အားနဲ့ခါရာရွတ်ကဂူထိတ်ကို ဖောက်ထွက်လိုက်တယ်။အဲလိုအရှင်ပြင်းနဲ့ထိုးဖောက်မှုကြောင့်ပဲကိုရင်ဟာအပြင်ကိုထွက်လာနိုင်ခဲ့ပြီးအသက်ချမ်းသာရရခဲ့ပါတယ်။ဒီလိုနဲ့ကိုရင်ကဂူထိတ်ကို ဖောက်ထွက်သွားတဲ့နေရာဟာယနေ့ရေကန်တပွဲဖြစ်ပေါ်နေခဲ့တယ်။ဂူဆောင်နဲ့ညီနောင်တို့ကလည်းဂူကြီးလွတ်ခါသွားပြီးတဲ့နောက်မှာလူပေါင်းများသာတည်ကြည်ခဲ့ကြရတဲ့ပြင် မိမိနေထိုင်တဲ့ကိုကြီးကငင်းချမ်းမှုမရှိတော့တာကြောင့်ကိုရင်လေးဖောက်ထွက်သွားတဲ့ဂူထေဝလမ်းကြောင်းအတိုင်းပဲထွက်သွားခဲ့ပြီးနေရာအစ်ရှာဖွေခဲ့ကြတယ်။ဂူထေဝကနေအပြင်ဘက်ကိုရောက်သွားတဲ့အခါမှာတော့နတ်ညီတော်နှစ်ပါးတို့ဟာတိတ်ဆိတ်ငင်းချမ်းနဲ့တောတော်ရင်မီနေရာအစ်ကိုရှာဖွေတွေ့ရှိသွားခဲ့ကြပြီးဒီတောဆက်မှာပဲနေထိုင်ခဲ့ကြတယ်။အဲဒီနောက်မှာတော့အနီးနားမှာရှိတဲ့ရွာသူရွာသားတွေဟာနတ်ညီတော်တေရှိချောင်းကို လက်ခံထားခဲ့ကြပြီးနန်းနဲဆောက်လို့ကယနေ့တိုင် ထိုင်းနိုင်ငံလေးကံမှာကူပောင်နန်းနန်းလို့တွေ့မြင်ခဲ့ကြရတာဖြစ်ပါတယ်။ဒီနေ့တင်ဆက်ပေးသွားခဲ့တဲ့အကြောင်းကတော့ထိုင်းနိုင်ငံလေးကံကရာဇဝင်လာဖြစ်ရမယ်ကူပောင်နန်းနန်းဖြစ်ပေါ်လာပုံကြောင့်ပဲဖြစ်ပါတယ်။အကယ်၍အချက်လက်တွေများမှောင်ရင်ချင်းဒုမို့ကြန့်ရှိခဲ့သေးရှိသောကျွန်တော်ရဲ့အဖွဲ့သားများမှတောင်းပန်အပ်ပါတယ်။တကယ်ချင်းတော့ဒီဇလန်လေးများကိုကြိုက်နေတဲ့ဆိုရင်တော့ like subscribe and share လုပ်ပေးဖို့တွေမမေ့ပါနဲ့နော်။အဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက် ားလုံးကိုသူပဲကျေးဇူးတင်ရှိပါတယ်။နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါသေးတယ်။